ိုင်းစိတ်မပုံသင်လက်မှတ်လျှောက်ထားသူ2000ကျော်အထိရှိလားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ online ကနေကုန်ပစ္စည်းအမျိုးမျိုးရောင်းချဖို့အတွက် online sales map ပုံသင်လျှောက်ထားလာတာ2000ကျော်အထိ ရှိလာတယ်လို့ကုန်သွယ်ရေးဦးစီးဌာနကသိရပါတယ် အဆိုပါ online sales လုပ်ငန်းတွေမှတ်ပုံတင်လက်မှတ်လျှောက်ထားထားကို2023ခုနှစ်အောက်တိုဘာလ2ရက်ကစတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီးအခု2025ခုနှစ်ဇွန်လ9ရက်အထိတနင်္လာလအတွင်းမှတ်ပုံတင်အဆောင်ရှိ2188ဆောင်ရှိပြီလို့ဆိုပါတယ်။ e-commerce registration စနစ်ကသစင်လျှောက်ထားလာတဲ့ online စနစ်နဲ့ရောင်းချတဲ့လုပ်ငန်းတွေရဲ့လျှောက်ထွားတွေနဲ့တက်တန်းတိုးတဲ့လျှောက်ထွားတွေကိုပထမအဆင့်အနေနဲ့ကုန်သွယ်ရေးဦးစီး ဌာနကစာရွက်စာရန်ပါမှအချက်လက်တွေကိုစစ်ဆေးတယ်လို့ဆိုပါအထိ ဒုတိယအဆင့်အနေနဲ့စားသုံးသူရေးရာဦးစီးဌာနမှမြေပြင်ကွင်းစင်းစစ်ဆေးပြီးမှသာ online sales လုပ်ငန်းမှပုံတင်လက်မှတ်များထုတ်ပေးထားပါတယ်။ online စနစ်နဲ့ရောင်းချတဲ့လုပ်ငန်းတွေရဲ့အတွက်လုပ်ငန်းမှပုံတင်လက်မှတ်တွေကိုစားသုံးသူတွေအကောက်အွယ်ပေးဖို့နဲ့ e-commerce လုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်စေဖို့ရည်ရွယ်ကာအရေးကြီးကုန်စည်နဲ့ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီးခွင့်ပြုထုတ်ပေးနေတယ်လို့သိရပါတယ်။ မပုံတင်ချင်းနှုံထအဖြစ်ကုမ္ပဏီတို့မဟုတ်စီးပွားရေးအဖွဲ့အစည်းဖြစ်ပါကကြက်ခုနှစ်တောင်း SMB လုပ်ငန်းဆိုင်ရာအတိအမှတ်ပြုထားတဲ့အထောက်ထားတစ်ခုခုပါရှိတဲ့ကုမ္ပဏီတို့မဟုတ်စီးပွားရေးအဖွဲ့အစည်းဖြစ်ပါကကြက်9တောင်းနဲ့ဒူပုတ်ကိုတဝူးချင်းဖြစ်ပါကကြက်3တောင်းကောက်ခံသွားမှာပါအစိုးပါအွန်လိုင်းဆေးလုပ်ငန်းတွေ မပုံတင်လက်မှတ်ရရှိပါကသက်တမ်းအဖြစ်နှစ်နှစ်သတ်မှတ်ကရောင်းချခွင့်ပြုထားတယ်လို့ကုန်သွယ်ရေးဦးစီးဌာနကသိရပါတယ်ရှင် mm